ျွန်တော်တို့လူတိုင်းလူတိုင်းရဲ့ဘဝမှာဒီအဖြစ်ချင်ကြဆုံးနဲ့စူတောင်းမှုအများဆုံးဒီအရာလေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ freedom လို့ခေါ်တဲ့လွတ်မြောက်မှုပေါ့နော်။လွတ်မြောက်မှုရခြင်းတယ်။အဲဒီစူတောင်းလေးကိုကျွန်တော်တို့ကစူတောင်းကြတယ်။အဲလိုလဲလိုချင်ကြတယ်ပေါ့နော်။အဲ့တော့ freedom လို့ပြောလိုက်ရင်ကျွန်တော်တို့ကဒီလုပ်ငန်းခွင်မှာလဲကျွန်တော်တို့ကလွတ်လပ်စွာအလုပ်ကိုင်တွေကိုလုပ်ကိုင်ခွင်ရခြင်းကြတယ်။ဥပမာကျွန်တော်တို့ဒီနေ့စဉ်နေ့တိုင်းဒီရုံးတက်ရုံးဆင်းတဲ့ပုံသေး အလုတ်တီတွေကနေပြီးတော့ရုံးထွက်ပြီးတော့မှကျွန်တော်တို့လွတ်မြောက်တဲ့ဘဝပုံစံလွတ်မြောက်တဲ့ဒီအလုတ်ကင်ပုံစံနဲ့ကျွန်တော်တို့ရဲ့ဘဝကိုပေါ့ပေါ့ပါပါအဲရှင်းတန်ကျင်ကြတယ်ဒီလိုမျိုးရှိရယ်ပေါ့နော်ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ကအဲအများစုကြားဘူးနေကြတဲ့လွတ်လပ်မှုလေးတမျိုးလည်းရှိတယ်အဲ့ဒါ financial freedom ပေါ့ကျွန်တော်တို့ငွေကြေးဆိုင်ရာလွတ်မြောက်မှုကိုရကြင်ကြတယ်ဘာလို့လဲဆိုတော့လူတွေကအများအားဖြင့်ကျွန်တော်တို့ကဒီငွေကြောင်းအတွက်နဲ့ပဲ အလုံးမလုံးချင်ကြဘူးအဲကျွန်တော်တို့ဘဝမှာဒီတခြားတခြားသော ကိုယ့်ရဲ့လူမှုရေးအာဒီပေါင်းသင်းဆက်ဆံရေးအဲတခြားတခြားသော မိသားစုရေးပျော်ရွှင်မှုအစရှိတဲ့ဖြင့်တခြားကဏ္ဍတွေကိုလည်းကျွန်တော်တို့ကအာအားစိုက်ခြင်းနဲ့အလှည့်ပေးခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ financial freedom ဆိုတဲ့ဒီငွေကြေးဆိုင်ရာလွတ်မြောက်မှုကိုလည်းကျွန်တော်တို့ကလိုချင်ကြတယ်ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့အာဒီလိုချင်ကြတဲ့အရာတစ်ခုလည်းရှိတယ်ပေါ့နော်အဲအဲ့ဒါကတော့ emotional ဒီ freedom ကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုပေါ့နော်အတနည်းအားဖြင့်လှအောင်ပြောရရင်တော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေကနေလွတ်မြောက်မှုရကြတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီလို emotional freedom တွေရဖို့ဆိုလို့ရှိရင်အဲကျွန်တော်တို့ကိုယ့်ရဲ့စိတ်ခံစားချက်တွေအပေါ်မှာ management လို့ခေါ်တဲ့စီမံခန့်ခွဲမှုတွေကျွန်တော်တို့လုပ်နိုင်ဖို့လိုတယ်လွတ်လပ်မှုလို့ပြောလိုက်ရင်လူတွေကကျွန်တော်တို့ကိုယ်လှုပ်ချင်ရအဲလှုပ်ကြရတယ်ဆိုတာကို နားလည်မှုသွားလွဲတတ်ကြတယ်ကိုလှုပ်ချင်ရလှုပ်မယ်ကိုပြောချင်ရပြောမယ်ကိုနေချင်တယ်လို့နေမယ်ဒီလိုပုံစံမျိုးကိုကျွန်တော်တို့ကလွတ်လပ်မှုလို့သွားပြီးတော့အမှတ်မှားကြတယ်ပေါ့နော်အဲ့တော့တကယ်တမ်း freedom လို့ခေါ်တဲ့လွတ်လပ်မှုဆိုတာကျွန်တော်တို့ကဒီစိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုအနေနဲ့ပေါ့နော် emotional freedom လို့ခေါ်တဲ့စိတ်ခံစားချက်တွေကနေလွတ်မြောက်မှုရကျင်တဲ့လူတယောက်ကကိုဒီစိတ်ခံစားချက်တွေအတိုင်းကိုဒီအဲကိုနေချင်းလိုနေလိုက်တဲ့ပုံစံမျိုးကို ရည်ရတာမဟုတ်ဘူးသူတို့ကကျွန်တော်တို့ကဒေါသထွက်စရာရှိထွက်လိုက်မယ်ဝမ်းနေစရာရှိဝမ်းနေလိုက်မယ်အဲအဲ့လိုမျိုးပေါ့နော်စိတ်ပြက်စရာရှိပြက်လိုက်မယ်အစားချစ်တဲ့ဖြင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေအတိုင်းရှောက်ပြီးတော့အာဒီဖြစ်ချင်တယ်လို့ဖြစ်နေခြင်းလိုနေမယ်ခံစားခြင်းလိုခံစားမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကဒါ emotional freedom လို့ဆိုလိုတာမဟုတ်ပါဘူး။ဒါကကျွန်တော်တို့အများစုဒီလွဲမားနေတတ်ကြတဲ့အရာပေါ့နော်။အဲ့လိုမျိုးကိုနေခြင်းလိုနေလိုက်တယ်ပေါ့နော်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်တဲ့ ဒီအခြေအနေကိုအခြေအနေအပေါ်မှာပဲကျွန်တော်တို့ကဟိုဒေါသထွက်မဲ့ဒေါသထွက်မဲ့ဒီစိတ်ကံတကြက်တွေဖြစ်တိုင်းဒေါသတွေထွက်လိုက်မယ်နင်းငံပြီးတော့အစချစ်ဒီဖြင့်ဒီတလွဲကျွန်တော်တို့နားလည်မှုလွဲပြီးတော့လှုပ်ဆောင်မယ်ဆိုမှသာကျွန်တော်တို့ကဒီ final ဒီကိုယ့်ရဲ့ emotional threat လို့ခေါ်တဲ့စိတ်ကံတကြက်တွေရဲ့ဒီအကျဉ်းကျမှုကျွန်တော်တို့ကရရှိသွားမှာကိုယ့်ရဲ့နေစဉ်ဘဝမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေအပေါ်မှာကို control ဘလောက်လုပ်နိုင်တယ်လဲကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ကိုဘလောက်ဒီ ကင်းကင်းကွာကွာလေးပေါ့နော်ဘလောက်နေနိုင်တယ်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကဒါ financial sorry emotional freedom ဆိုတာမျိုးကဖြစ်ပေါ်တာဖြစ်ပါတယ်အမိတ်ဆွေလည်းကြာဘူးပါလိမ့်မယ်အဲကျွန်တော်တို့ဒီလူတွေကအဲတခုခုဖြစ်ပြီးသွားပြီဆိုလို့ရှင်ဟာငါစိတ်မထိနိုင်လို့ဖြစ်သွားတာဆိုပြီးတော့ကျွန်တော်တို့ပြောတတ်ကြတယ်လေအဲအဲ့ဒါဘာလဲဆိုလို့ရှင်အဲကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေအပေါ်မှာကျွန်တော်တို့ကအဲ့ဒီရှိတဲ့အတိုင်းကိုကျွန်တော်တို့ဒါအဲကိုကိုကိုမထိန်ချုံနိုင်မဲနဲ့ဟိုနေပြစ်လိုက်တာပေါ့နော်နေပြစ်လိုက်တဲ့တဘောပေါ့အဲ ငါစိတ်မထင်းနိုင်လို့ဖြစ်သွားတာပါဆိုပြီးတော့ဒေါသထွက်ခြင်းလို့ထွက်မယ်စိတ်ဆိုးခြင်းလို့စိတ်ဆိုးမယ်ဝုံနိုင်ကျခြင်းလို့ကျဲမယ်ဒါမျိုးကကျွန်တော်တို့ကဒီစိတ်ခံစားချက်တွေရဲ့အကျဉ်းသားအဖြစ်ကြောက်ရောက်သွားတာဒါကစိတ်ခံစားချက်တွေကိုဒီ freedom လောက်စီတာအရာမဟုတ်ဘူး emotional freedom ဖြစ်သွားတာမဟုတ်ဘူးဒါလေးကိုကျွန်တော်တို့ကနားလည်မှုမလွဲဖို့လိုတယ်ပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်တို့ emotional freedom လို့ခေါ်တဲ့ဒီစိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်ပိုင်းဆိုင်ရာလွတ်မြောက်မှုရရဲဆိုတာကျွန်တော်တို့ရဲ့ဒီနေ့စဉ်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေအပေါ်မှာကိုယ့်ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာကိုဘယ်လောက် manage လုပ်နိုင်တယ်လဲပေါ့နော်ကိုဘယ်လောက် control လုပ်နိုင်တယ်လဲပြီးတော့အဲ့ဖြစ်ပြက်နေတဲ့ဒီကိုရဲ့စိတ်ခံစားချက်တွေနဲ့ကိုနဲ့ဘယ်လောက်ကင်းကင်းကွက်ကွာလေးရက်တည်နိုင်တယ်လဲဒီဟာကကျွန်တော်တို့ရဲ့ဒါ emotional freedom ဖြစ်စေတဲ့အချက်ပါပဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီစိတ်ပညာရှင်တယောက်ပြောခဲ့ဘူးတဲ့စကားလေးတစ်ခွန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဟိုလူရရတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီ အဖြစ်ပြက်တွေပေါ့နော်အဖြစ်ပြက်တွေဖြစ်သွားပြီးတိုင်းဖြစ်သွားပြီးတိုင်းမှာလူတွေရဲ့စိတ်မှာစိတ်ခံစားချက်တွေဖြစ်တယ်။ဥပမာဗျာကျွန်တော်တို့ဒီဝမ်းနေစရာအဖြစ်ပြက်တွေဖြစ်သွားပြီးသွားပြီဆိုလို့ရှိရင်လူတွေမှာဝမ်းနေတဲ့ခံစားချက်တွေဖြစ်တယ်။ဒေါသထွက်စရာအဖြစ်ပြက်တွေဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ဒေါသထွက်တဲ့ခံစားချက်တွေဖြစ်တယ်။နော်စိတ်ဆိုးစရာအဲဒီဝမ်းနေစရာစိတ်မကောင်းစရာအဲ့လိုမျိုးအဖြစ်ပြက်တွေဖြစ်သွားပြီးတိုင်းဖြစ်သွားပြီးတိုင်းမှာကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက်တွေမှာအဲ့ဒီဖြစ်ရက်တွေနဲ့အဲဒီတက်ဆိုင်တဲ့ခံစားချက်တွေကျွန်တော်တို့ရဲ့ဒီ ကိုယ်မှာလာပြီးတော့ဖြစ်စိတ်စိတ်ထဲမှာလာပြီးတော့ဖြစ်တယ်ပေါ့နော်ဥမာဗျာဟိုကိုကနေပြီးတော့မှဟိုအဲ့ခံပွဲခန္ဓာတစ်ခုကိုသွားရဲဆိုပါစို့အဲ့အချိန်မှာအဲ့အဲ့ခံပွဲကလူတွေရဲ့ကိုယ်ကိုဆက်ဆံတဲ့ပုံစံကအာအချိုးမပြေတာကြောင့်ပေါ့နော်အချိုးမပြေတာကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ထဲမှာဘာတော့တွေးမိလဲဆိုလို့ရှိလို့ရှင်ဟာဒီလူတွေကတော့ငါ့ကိုပတ်စံမရှိလို့နှိမ်တာအဲဂုံမရှိလို့နှိမ်တာအဲဒီကိုယ့်ရဲ့ တခုခုပေါ့နော်ယာရူးအစင်တန်းတခုခုမရှိလို့နှိမ်တာဆိုပြီးတော့အဲကိုကကောက်ချက်ချလိုက်တယ်အဲအဲ့တော့အဲ့လိုကောက်ချက်ချလိုက်တဲ့တပိုင်းနဲ့ तू ကဘာဖြစ်လဲဆိုတော့ငါပတ်သက်ရှိအောင်ကြိုးစားမှရမယ်ငါဂုံတွေရှိအောင်ကြိုးစားမှရမယ်ငွေတွေရှိအောင်ကြိုးစားမှရမယ်ဆိုပြီးတော့ तू ကအဲဒီတတ်မှတ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ကဟိုဒီနေရာမှာငွေရှာတာမှားတယ်လို့ဆိုလို့တာမဟုတ်ဘူးပေါ့နော်အဓိကကဘာလဲဆိုလို့ချင်းကျွန်တော်ငွေဆိုတာကတော့ဒီလူတွေကကိုယ်ကိုဆက်ဆံတဲ့ပုံစံဟုတ်သည်ဖြစ်သည်မဟုတ်သည်ဖြစ်သည်ရှာမှာပဲပေါ့နော်အဲ့တော့ ီနေရာမှာကျွန်တော်ပြောခြင်းတဲ့သဘောတရားကကျွန်တော်တို့ရဲ့ဒီအတွေးခေါ်ကြီးအဲ့တော့ပတ်ဝန်းကျင်ရဲ့အဖြစ်ပြက်တွေအခြေအနေတွေဆိုတာမျိုးကကိုယ်တိုင်ရဲ့ကြီးသွားပြီး control လုပ်လို့ရတဲ့အရာတွေမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေသွားပြီးတော့ပြင်ဆင်လို့မရအောင်ခတ်တာလူတွေကအဲ့လိုကြုံတွေ့လာပြီဆိုလို့ချင်းကျွန်တော်တို့ကအဲ့ဒီပတ်ဝန်းကျင်ရဲ့အဖြစ်ပြက်တွေအခြေအနေတွေလူတွေရဲ့အပေါ်မှာသွားပြီးတော့ပြင်ဆင်ကြတယ်တကယ်တမ်းကျွန်တော်တို့ရဲ့အတွေးတွေကိုပြင်ဆင်ရမှာပင်ကင်းလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ခေါင်းထဲမှာထည့်ထားမိတဲ့အတွေးတွေကိုပြင်ဆင်ရမှာ ဥပမာကျွန်တော်ဖြစ်ရတဲ့ခုဖြစ်လိုက်တိုင်းမှာကျွန်တော်တို့ရဲ့ခေါင်းထဲမှာအတွေးတွေရှိဖြစ်ပေါ်လာတယ်အဲ့တော့အပြင်ဘက်ဖြစ်လာတဲ့ဖြစ်ရတဲ့အခြေအနေတွေဆိုတာကျွန်တော်တို့ထိန်းချုပ်လို့မရဘူးထိန်းချုပ်နိုင်ဆိုတာမရှိတဲ့အရာတွေဒါပေမဲ့ကျွန်တော်တို့မှာထိန်းချုပ်နိုင်ဆိုတာရှိတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အတွေးတွေနော်ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ထိန်းချုပ်နိုင်လို့ရတယ်ပြင်ပဖြစ်ရတဲ့ဖြစ်တိုင်းဖြစ်တိုင်းကျွန်တော်တို့ရဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေပေါ်မှာကျွန်တော်တို့ကဒီလွဲမားတဲ့ခံစားချက်တွေမဖြစ်အောင်လို့ကျွန်တော်တို့ကဒီအတွေးတွေအတွေးတွေမှန်ဖို့လိုတယ်ပေါ့နော် တော့အတွေးခေါ်တွေမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေထိန်းချုပ်လို့ရတယ်အဲ့တော့ဒီလိုဖြစ်ဖြစ်ရတဲ့ဖြစ်ပြီးတိုင်းဖြစ်ပြီးတိုင်းမှာအပြင်ပန်းကနေဖြစ်ရတဲ့ခုဖြစ်ပြီးတိုင်းဖြစ်ပြီးတိုင်းမှာကျွန်တော်တို့မှာတွေးတဲ့အတွေးခေါ်တွေကိုကျွန်တော်တို့ view ဆိုင်ဖို့လိုတယ်အဲ့ဒီအတွေးခေါ်တွေကကျွန်တော်တို့ဒီအမှန်ကန်မှုရှိရလားအာဒီတရားမျှတမှုရှိရလားနောက်ပြီးတော့ logic ဖြစ်ရလားပေါ့နော်ယုတ်တိကြရလားယုတ်တိတန်ရလားဒါမျိုးလေးတွေကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်အဲ့လိုမျိုးစဉ်းစားလိုက်ပြီဆိုလို့ရှိလို့ရှိရင်သူ့ဘာသူပြင်ပမှာကျွန်တော်တို့ဘလောက်ပဲဖြစ်ရတရား စိတ်ပြက်စရာကောင်းကောင်းဒေါသထွက်စရာကောင်းကောင်းစိတ်ဆိုးစရာကောင်းကောင်းကျွန်တော်တို့ရဲ့ thinking လို့ခေါ်တဲ့ကိုယ်ခေါင်းတွေကိုထဲတဲ့အတွေးတွေသာမှန်ခဲ့မယ်ဆိုလို့ရှိရင်အဲ့လောက်ကြီးကျွန်တော်တို့ခံစားနေရမှာမဟုတ်တော့ဘူးဒါပေမဲ့ကျွန်တော်တို့အစာပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ပြောင်းလဲယူရတာအဲခက်ခဲကောင်းခက်ခဲနေလိမ့်မယ်ပေါ့နော်နောက်ပိုင်းမှာတော့တဖြည်းဖြည်းကျွန်တော်တို့အဆင်ပြေသွားလိမ့်မယ်အဲ့တော့အဓိကပေးခြင်းတဲ့ message ကကျွန်တော်တို့အနေနဲ့ပြင်ပမှာဖြစ်တဲ့ဒီဖြစ်ရက်တွေကိုကျွန်တော်တို့တွားပြီးတော့ control လုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဖြစ်ပေါ်လာတဲ့အဲ့ဒီပြင်ပဖြစ်ရက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုကျွန်တော်တို့ထိန်းချုပ်နိုင်စွမ်းရှိအောင်လို့ကျွန်တော်တို့ရဲ့ thinking လို့ခေါ်တဲ့အတွေးခေါ်တွေကိုကျွန်တော်တို့အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိပါတယ်ကျွန်တော်တို့ thinking ကောင်းလေလေကျွန်တော်တို့ရဲ့ emotional ဒီ freedom တွေရရှိလေလေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီ video လေးကိုကြည့်နေတဲ့မိတ်ဆွေရလေကိုယ့်ရဲ့ဘဝမှာနေ့စဉ်ဘဝမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကို control လုပ်လို့မရတဲ့အပေါ်မှာတွားပြီးတော့အာယုံဆိုင်မနေပဲနဲ့ကို control လုပ်လို့ရတဲ့ကိုယ့်ရဲ့အတွေးခေါ်ဒီ thinking mind တွေမှာကျွန်တော်တို့တွားပြီးတော့ focus လုပ်ကြရအောင် အာယုံစိုက်ကြရအောင်လို့တိုက်တွန်းရင်းနဲ့ကျွန်တော်ကဒီနေ့ knowledge sharing session လေးကိုဒီနေရာမှာပဲရှင်းထားလိုက်ပါတော့မယ်အဲဒီအဆုံးထိလိုက်ပါကြည့်ရှုပေးကြရတဲ့မိတ်ဆွေတို့တူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲ emotional freedom လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တရားနေလွတ်မြောက်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားမှုအကျဉ်းသားတွေဘဝကနေလွတ်မြောက်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရတဲ့စိတ်ပျော်ရွှင်ချမ်းသာရတဲ့လူသားတွေဖြစ်နိုင်ကြပါသေးလို့ဆန္ဒပြုပေးလိုက်ပါတယ်အားလုံးပဲဘေးကင်းချမ်းသာကြပါစေ